ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်လည်းကိုဝင်နေဖြစ်ပါတယ်ကုတ်မြန်နေပြန်လဲကျေးဇူးလိုက်ပါတယ်เนาะအဲကျွန်တော်အရင်တော့တော့ကမ်းဘက်အကြောင်းလေးကိုကျွန်တော်လေ့လာခဲ့ကြရတယ်ပေါ့เนาะโอเคဒီတစ်ခါကျတော့ကျွန်တော်ဘာကိုလုံးပါလဲဆို CSS ဆိုတာကိုလေ့လာမယ်အဲဒီမှာကတော့ HTML သင်ခန်းစာဆိုတော့ CSS ကိုတော့ပြောဖို့တော့မလိုဘူးဒါပေမဲ့ကျွန်တော် intro လေးလုပ်ပေးသွားမယ်เนาะအဲ့တော့ CSS ဆိုတာဘာလဲပေါ့ CSS ဆိုပြီးတော့ရိုက်ရှာလိုက်အဲ့တော့သူ့ရဲ့ logo လေးကဒီလိုမျိုးလေးပေါ့ เนาะအခု version ကတော့3 CSS version 3မို့လို့ဒီလို CSS 3ဆိုပြီးပုံစံလေးပေါ်နေရသူ့ရဲ့အရှိကောက်ကတော့ custody custody ပေါ့နော် custody style ရှိလို့ခေါ်ရပေါ့ style ရှိဆိုတာရှိဆိုတာပြောရမယ်ဆိုတော့စာရွက်စာတမ်းပေါ့နော်အဲ့လိုပုံစံမျိုးပါတယ်ပေါ့နော်အဲ့ document ပေါ့အဲ့လိုနားလည်ရမယ်အဲ့ဓာတ်တွေကိုကျွန်တော် style လုပ်တဲ့ကောင်ပေါ့နော်ပြောချင်တာအခု HTML ကိုကျွန်တော်က style လုပ်တဲ့ကောင်ပေါ့နော်โอเคเนาะ ော်ဒီမှာဆိုရင် CSS tutorial ဆိုပြီး Dev3 school မှာလည်းကျွန်တော်တို့လေ့လာကြည့်လို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ကုတ်မှန်မှာလည်းကျွန်တော် CSS သင်ခန်းစာတွေထပ်ပြီးတင်ပေးသွားပါမယ်နော်။ Okay ပါ။ဆိုတော့ကုတ်မှန်မှာလည်း CSS သင်ခန်းစာတွေရှိပါတယ်။အဲ့တော့ကျွန်တော်တို့ဒီမှာဆိုတော့မတင်ရသေးတာပေါ့နော်။ကုတ်မှန်တော့ကိုဆိုပြီးရိုက်ရှာကြည့်လိုက်။ Okay လိုင်းရနည်းနည်းအောင်နေနော်။အဲ CSS ဆိုတာပါတယ်လေ။ HTML ကို style လုပ်ဖို့အတွက်အလားဆင်ဖို့အတွက်သုံးရတာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ အဲ CSS ဟာလေးကိုဒီမှာ cost တဲ့မှာပါလာလိမ့်မယ်ပေါ့နော်အဲ့တော့ CSS မှာဆိုလို့ရှိရင်ကျွန်တော်တို့က၃မျိုးရှိတယ်၃မျိုးရှိရပေါ့နော်အဲ့တော့ဘာဘာ CSS တွေလဲဆိုတော့ပထမဆုံးကျွန်တော်တို့အဲ့ဒီမှာကုန်ပေတဲ့မှာဆိုဒီမှာကျွန်တော် CSS ပါလာပြီနော်လောလောဆယ်တော့မတင်ထားရသေးဘူးဒါ Java script ကြီး sorry အာ sorry ဒီမှာ CSS 3ဆိုတာနော်အဲ့ဒီမှာ lesson 3တည်လာလိမ့်မယ်ပေါ့နော်လောလောဆယ်တော့မရှိသေးဘူးနောက်ပိုင်းလာလိမ့်မယ်ပေါ့နော် အဲ့ဟုတ်ပြီအဲ့ကျွန်တော်ပြောချင်တာက CSS မှာဆိုလို့ရှိရင် CSS ဆိုပါလေ Custom Cascading Style ရှိပေါ့နော်သူ HTML တွေကိုအလားဆင်ဖို့ပေါ့ဥပမာကျွန်တော် HTML မှာနော်စာတွေကိုအလယ်ကောင်ရွှေ့တာတို့ပုံလေးတွေကိုလက်လာလေးပြတာတို့ background ကိုပုံကုန်တွေပြတာလို့အကြောင်းတွေပြောင်းတာတို့နော်ဒါတွေအလားဆင်တာပေါ့နော်ဒါတွေဆိုလို့ရှိရင်ကျွန်တော် CSS နဲ့သွားရတာဥပမာကျွန်တော်တို့အာလူတယောက် ဆိုလို့ရှိရင်မပြင်းမစင်ဘဲနဲ့နေလာမနေဘူးပေါ့နော်မင်္ဂလိပ်ဆိုလို့ရှိရင်နှကန်းနေစိုးတယ်မိတ်ကပ်လိမ့်နေဒါတွေက CSS တွေပဲပေါ့နော်အဲ့လိုသူ origin က HTML ပေါ့အဲ့လိုပုံစံမျိုးပဲပေါ့โอเคဒီမှာဆိုလို့ရှိရင် CSS ဘယ်နှမျိုးရှိလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ပထမဆုံးကကျွန်တော် IN Align ဒီ inline CSS လို့ခေါ်တာပေါ့ inline CSS လို့ခေါ်တာပေါ့နော် inline ပါလို့ CSS နောက်တစ်ခုကဘာရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့က INTE က app တွေ internet c r internet css ပေါ့ class bit နေ css လို့ရေးနေတာနော် internet css ပေါ့ css inline css internet css ပြီးလို့ရှိရင် external css ဒီတော့မျိုးရှိရဲ့ဆိုတော့ဒါကိုကျွန်တော်တို့က comma ပေးလိုက်မယ်နော် okay အဲ့တော့သုံးမျိုးရှိရဲ့ inline css ရဲ့ပါလဲ internet css ရဲ့ H star နဲ့ CSS သုံးမျိုးရှိတယ်။ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ရေးပြမယ်။သုံးမျိုးလုံးရေးပြမယ်။အဲ့တော့ကျွန်တော်တို့ဒီမှာ H1 ဆိုတဲ့ခေါင်းစဉ်ကြီးရှိတာ။အဲ့တော့ my SEATING HD ဆိုပြီးခေါင်းစဉ်ပေါ့။အဲ့ဒီခေါင်းစဉ်ကိုကျွန်တော်အပြိုင်အောင်ပေးချင်တယ်ဆိုတော့ဘယ်လိုပေးလဲ။နော်။အဲ့ဒီမှာ style ဆိုတဲ့ဟာလေးထည့်ရတာ။ style ဆိုတဲ့ attribute လေးပေါ့။အဲ့ဒီမှာကျွန်တော် color ဆိုပြီးတော့ထည့်လိုက်ပေါ့။ color ဒီမှာဆိုလို့ရှိရင်အပြောင်ပေးခြင်း blue ပေါ့ โอเคဒီမှာတွေ့လားအပြရောင်တန်းချိန်သွားတယ်ဟုတ်ရနော်အပြရောင်တန်းချိန်သွားတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ style ဆိုတဲ့ attribute လေးနဲ့ကျွန်တော်တို့ကထည့်လိုက်တာဒီသူ့ရဲ့တက်အဖွင့်နဲ့မထည့်လိုက်တာအဲ့ဒါဘာလဲ inline css လို့ခေါ်တယ်နော်ဟုတ်ပြီအဲ့နောက်တစ်ခုအဲ့ဒီ background ကိုငါတို့ကပြောင်းချိန်တယ်ဆိုရင် နောက်ကနေပြီးဆက်ရေးမယ်ဒီမှာ तू ကတစ်ခါပြီးလို့ရှိရင်ဒီလိုမျိုးလေးစုံနေ semi comma လေးနဲ့ ောက်တစ်ခုငါတို့ background ဆိုလို့ရှိရင် background color ဆိုပြီးဒီမှာရေးထားတယ်အဲ့ဒါကိုဒီမှာဘာပေးလိုက်မလဲ black ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီလိုဖြစ်သွားမှာပေါ့ဟုတ်လားเนาะ okay เนาะ black ပေးလိုက်တဲ့ခါကျတော့အမဲကြီးဖြစ်သွားတယ်အဲ့ဒီမှာဆိုဒီ area ဒီနောက်ခုကဘာဖြစ်တော့နည်းနည်းလေးချားနေဟဲ့လား body ကချားနေဆိုလို့ရှိရင်ငါတို့ body ကိုလည်း style ပေးလို့ရတယ် body style ပေးလိုက်မယ် မာဂျင်0ဆိုပေးလိုက်အဲ့မှာမာဂျင်0ပေးလိုက်တဲ့အခါဘယ်ဖြစ်သွားလဲမာဂျင်0ဖြစ်သွားတာပေါ့နော်ဒါပေမဲ့ဒီမှာကြည့်လိုက်မယ်ဆိုရင်ခေါင်းစင်မှာထိတ်ခတ်တိုက်ရဲနည်းနည်းခွာနေတယ်လို့ပဲနော်ခွာနေတယ်ဆိုတော့ပတ်တင်ပေးကြည့်လိုက်မယ်သူ့ရဲ့ပတ်တင်ကိုလည်းငါတို့0ပေးကြည့်လိုက်အော်တိတ်တော့မသိတာပေါ့နော်အဲ့တော့ထားလိုက်ပါအဲ့တော့ margin 0နဲ့ပဲထားလိုက် ဲ့တော့လုံးဝဖြတ်လိုက်မယ်ဆိုရင်လည်းမရဘူးလားဖြတ်လိုက်မယ်โอเคအဲ့ဒါဆိုလို့ရှိရင်ကြတော့ဘယ်လိုဖြစ်သွားမလဲဒီတိုင်လေးပဲပေါ့အဲ့ပြောချင်တာငါတို့ CSS ဆိုတဲ့ကောင်ကဘယ်လိုဖြစ်နေလဲဒါ style ဆိုပြီးတော့ attribute ပေးလိုက်တယ်အဲ့ထဲမှာငါတို့ attribute ဘယ်လိုမှာ color blue အပိ background color background color ကြ black ဆိုပေးလိုက်တယ်အဲ့ဒီမှာငါတို့တစ်ခုပြီးတိုင်းမှာပါလို့လေနော်ဒီမှာ စင်မီကော်မာလေးနဲ့အဲ့ဒါငါတို့အထည်ဖြိုးနဲ့ကာလာမှာဆိုလို့ရှိရင်ဒီမှာ CSS မှာဆိုတာ CSS ရဲ့ဟိုနိုင်ပေါ့နော်အဲ့ဒီမှာဒီမှာကော်လန်လေးတွေနဲ့သွားရဲပေါ့နော်ဟုတ်ပြီနော် Okay အဲ့တော့ဒီမှာရှိနေတဲ့ကာလာဆိုတာကျတော့သူ့ရဲ့ property ပေါ့ဒီမှာကျွန်တော်တို့ပုံလေးတွေမှာကြည့်လို့ရဒီမှာရှိတဲ့ကာလာပါတော့ property နောက်ဒီမှာ column လေးရဲ့ရှိရ property column လေးရဲ့နောက်က value ပေါ့အဲ့ဒီမှာဆိုကြည့်ကြည့်လိုက်ဒီ column လေးရပါ color လေးရပါတော့ property နောက်က blue ဆိုတဲ့ကောင်က value ပေါ့ဒီမှာရှိတဲ့ background color ဆိုတာ property black ဆိုတာကျတော့ value ပေါ့နော်အဲ့လိုကြီးလိုက်လို့ငါတို့ကဒီမှာ background အမဲနဲ့စလုံးအပြာနဲ့ထွက်လာတာဟုတ်လားအဲ့တော့အဲ့ဒါပါလေ inline css ပေါ့ inline css ဆိုတာပါလေငါတို့တက်ရဲ့အဖွဲ့မှာရေးတာပေါ့နော်โอเคအဲ့တော့ငါတို့ဒါတက်အဖွဲ့မှာရေးလိုက်တယ်အဲ့တော့နောက်တစ်ခုပေါ့ ဒီမှာငါတို့ h2 ဆိုပြီးရေးလိုက်မယ် h2 ဆိုပြီးရေးပြီးရောအဲ့ h2 မှာလဲငါတို့က my hea ဒီအဲ့အဲ့လိုမကောင်းဘူးဗောဒီခါကျ paragraph လေးရေးလိုက်မယ် p ဗော p တက်လေးတုံးလိုက်မယ်အလိုအားကြီးရန်လိုတာဆိုပြီးရောစာလေးထည့်လိုက်အတီစာလေးကိုကျွန်တော်အနေနဲ့ပြချင်တယ်ဆိုပါဆိုအနေနဲ့ပြချင်တယ်ဆိုလို့ရှင်ဘယ်လိုလုပ်မလဲဆိုတော့ DP မှာငါတို့က style color red ပေါ့ ီမှာဆိုစလုံးအနေဖြစ်သွားပြီ background ကိုကျွန်တော်တို့ကအပြာပြောင်းအပြာပြောင်းခြင်းရင် BACK background color အဲ့ background color ဆိုရအောင်ပါလို့ property နောက်ကငါတို့ template ဒီမှာဒါလေးထည့်လိုက်မယ်ဒီအယောင်လေးကကြဘဲလူပေါ့ဒီမှာနော် အပြာနူလေးကဘဲလူဒီအနီလေးရကြတော့အစော်ဒီအပြာလေးက background color ဒီရလေးကပါတော့ color ပေါ့ okay ဒါဆိုရင်ဒီရလေးပါတယ်တော့ inline css inline css ဆိုပါလေလေ တိုက်ရအဖွင့်ထဲမှာရေးလိုက်တာ style attribute လေးသုံးပြီးရေးလိုက်တာအဲဒါလေးနားလည်ပြီနော်အားလေးနားလည်ပြီဆိုရင်ငါတို့ internet css ဆိုတာပြောမယ် internet css ဆိုတာဘာလဲဆိုလို့ရှိရင်ဒီ header ထဲမှာသူရေးတာဒီ header ထဲမှာသူရေးတာအဲဒီ title ရဲ့အောက်မှာငါတို့သွားလိုက်မယ်ကွာ header ထဲမှာဘယ်နေရာရေးရရတယ်ဒါပေမဲ့ရှင်းအောင်လို့ဒီ title ရဲ့အောက်မှာရေးလိုက်မယ် style ဆိုတဲ့ attribute လေးရှိတယ်အဲ tag လေးရှိရပြောတာနော် style ဆိုတဲ့ tag လေးရှိရဒီမှာကျတော့ style ဆိုတဲ့ အထွေပြုဒီမှာကျတော့ style ဆိုရတဲ့မတူဘူးပေါ့နော်အဲ style ချင်းတော့တူတယ်ဒါပေမဲ့ပုံစံချင်းကမတူဘူးဒီမှာကျတော့ style ဆိုရတဲ့နဲ့သုံးတာဒီမှာကျတော့ style ဆိုရ attribute နဲ့သုံးတာပေါ့နော်တော့တိုက်တော့သူ့ရဲ့ attribute ထဲမှာထည့်တဲ့ကောင်းတယ်ဘယ်သူကသက်ဆိုင်မှုရှိနေတာကွာဟုတ်လားအဲဒီမှာ peter ရဲ့ style style နဲ့ h1 style တူလားမတူလေဒီမှာသူ့ရဲ့ color ကိုအနီးပေးထားရယ်ဒီ h1 မှာရဲ့သူ့ရဲ့ color ကိုအပြပေးထားမတူလေဟုတ်တယ်မလား โอเคအဲ့လိုပဲဒီမှာငါတို့ကနောက်ထပ်တက်ကလစ်တစ်ခုသုံးတော့နော်အဲ့ဒီဟာအင်တာနက်အင်လိုင်းဆက်ဆက်ကိုငါတို့နားလေသွားပြီဆိုလို့ရှိရင်ဒါကိုဖြတ်လိုက်မယ်ကွာနော်အတန်းကိုဒီလိုလုံးလိုက်မယ်ဒီကောင်တွေကိုငါတို့ကခေါ်လိုက်မယ်အဲဟုတ်ပြီဟုတ်ပြီအဲဒါကပုံမှန်အတိုင်းပဲเนาะအဲ့တော့ငါတို့ဒီမှာစပြီး CSS နဲ့ရေးမယ့်ဟာတွေကိုဒီမှာရေးမယ် အဲ့တော့ H1 ပေါ့ငါတို့ H1 မှာ color အပြပေးမယ် background ကအမဲပေါ့ဟုတ်လားအဲ့တော့ဒီမှာ H1 ဆိုပြီးတော့ရေးလိုက်ပြီးလို့ရှိရင်တွန်ကွန်းလေးနဲ့သွားလိုက် item မှာငါတို့က CSS code တွေထည့်မယ်အဲ့တော့ဒီမှာအတိုင်းပဲငါတို့ရေးမယ်အပြ background black ပေါ့ဟုတ်လားအဲ့ဒါကိုဒီမှာသွားပြီး copy ကူးယုံတဲ့နေကိုရသွားပြီအတူတူပဲဟုတ်လား အဲ့ဒီမှာတော့တချောင်းပြီးလို့ရှိရင်တော့ငါတို့ကတချောင်းချလိုက်ပေါ့ဒီလိုမျိုးလေးရေးလိုက်ပေါ့โอเคဒီမှာတူလားမတူလားအတူတူပဲเนาะဒီမှာငါတို့ style မှာဘာမှမရေးခဲ့ဘူးအဲ့တော့ဒီမှာပြန်ဖြတ်လိုက်โอเคအဲ့လိုပဲအဲ့ဒီမှာ H1 အတွက်ကိုကြာငါတို့ဒီမှာ H1 ဆိုပြီးခေါ်သုံးလိုက်တယ်တွေ့လားခေါ်သုံးလိုက်တော့ဒီမှာရလာမျိုးလားရတယ်တကယ်လို့ငါတို့အဲ့ H1 H ကိုအဲ့လိုရေးလိုက်မယ်ဆိုဘယ်လိုဖြစ်သွားမလဲသူကပျောက်သွားတယ်တွေ့လားအဲ့ဒီ H1 တက်ကိုသုံးခြင်းရင်ငါတို့ H1 လို့ခေါ်သုံးလိုက် โอเคဒီမှာရလာမြောက်လာရတယ်เนาะအနောက်တက်တစ်ခုငါတော့ခေါ်လိုက်မယ်ကွာ H2 ဆိုတဲ့တက်ကလေးတစ်ခုကိုငါတော့ခေါ်လိုက်မယ် H2 โอเคအဲ့ဒီမှာဆိုလို့ရှိရင် H2 ဆိုပြီးရေးလိုက်ဒါပေမဲ့ H2 မှာမဟီဒီ H1 မှာလည်းမဟီဒီပဲဒါပေမဲ့ဘာလို့ H2 မှာမရလဲဆိုလို့ရှိရင် तू က H1 အတွက်ကိုပဲရေးထားမှာလို့ဟုတ်လားအဲ့တော့ငါတို့ H1 အတွက်ရေးထားတဲ့ဟာကို H2 တော့သွားချင်ပြီးလို့လုပ်မလဲအဲ့ဒီဟာကို copy ကူးပြီးရော ဒီ h1 နေရာမှာ h2 လို့ရေးလိုက်ပေါ့ဒါဆိုလို့ရှိရင်ဒီအောက်ကဟာပါဒီထည့်လိုက်တဲ့ css တရားဝင်လာမုံလားဝင်သွားတယ်ပေါ့ဟုတ်လားအဲပြောချင်တာ css ကိုကတော့ style တက်ထဲမှာရေးရေးဒီလို inline ထဲမှာရေးရေးပေါ့နော်ဒီတက်ရဲ့ attribute ထဲမှာပေါ့နော် sorry တက်ရဲ့ open တက်ထဲမှာ open တက်ရဲ့ပါတော့ attribute နဲ့ style attribute ထဲမှာရေးရင်ရေးဒါမှမဟုတ်လို့ရှိရင် hard တက်ထဲမှာငါတို့က style တက်ထဲ hard တက် hard တက်ထဲမှာရင်းရေးပေါ့နော် hard တက်ထဲမှာ style ဆိုပြီးတော့တက်ထဲဖြစ်ပြီးတော့အဲ့ထက်မှာရင်းရေးပေါ့နော်ပြောရတော့နည်းနည်းရှုပ် ရှင်သလိုဖြစ်နေတယ်မဟုတ်လားလက်တွေ့ရေးချင်တော့မြင်မြင်ပါလိမ့်မယ်ပေါ့နော် okay အဲ့တော့ငါတို့ကဒီမှာ h1 နဲ့ h2 ကကုတ်ကအတူတူပဲကွာဒါပေမဲ့နှစ်ခါရေးနေရတဲ့အတိတ်ပဲမရှိဘူးအဲ့တော့ပေါင်း comma လေးချပြီးတော့ဆက်လို့ရတယ် h1 comma h2 ဆိုပြီးတော့ရေးလိုက်လို့ရတယ်ဒါဆိုရင်နှစ်ခုစလုံးကအကျိုးသက်ရောက်မှုရှိသွားတယ် ဒီမှာဆိုရင် h1 အတွက်တကူ h2 အတွက်တကူဆိုပြီးရေးစာလို့လားမလို့တော့ကော်မာလေးနဲ့ဆက်လိုက်ရုံနဲ့တင်ရသွားတယ်အဲနောက်တစ်ခုကဘာပြောမလဲပေါ့ကျွန်တော်က h1 လို့သုံးလိုက်တဲ့သဘောကပါလေတက်ကိုဆက်လက်လုပ်လိုက်တာဖြစ်တယ်တက်ကိုဘာလို့ရတော့ဆက်လက်လုပ်လိုက်တာโอเคအဲ့တော့ဒီမှာ h2 ကိုကျွန်တော်ကဒီကဘာနဲ့လုပ်ပါလဲဆိုတော့ class လို့ပြေးလိုက်မယ် h2 ကိုဘယ်လိုပြေးလိုက်မလဲ class ဆိုပြီးတော့ပြေးလိုက်မယ်အဲ့ဒီမှာကျွန်တော်ကနေပြီးတော့ အော် my my header လို့ပေးလိုက်မယ် my h e a d e r header ပေါ့ my header ပေါ့အဲ့ဒီ my header လို့ကျွန်တော် class တစ်ခုပေးလိုက်တယ် class တစ်ခုပေးပြီးတော့ css နဲ့ကျွန်တော်သွားပြင်လိုက်မယ်ပြင်မယ်ဆိုရင် class ကိုကျွန်တော် css နဲ့ပြင်မယ်ဆိုရင် push dot လေးရှိရခံရ dot ပေါ့ my header ပေါ့ h e a d e r header ဆိုပြီးတော့ရေးလိုက်အဲ့ဒါဆိုလို့ရှိရင်ဒီ dot my header ဆိုတဲ့ကောင်ကဒီ class ပေးထားတဲ့ class my header ပေးထားတဲ့ဒီ h2 နဲ့သွားပြီးတော့ ချိတ်တာပေါ့နော်ချိတ်သွားတာပေါ့ချိတ်ပြီးတော့ငါတို့က CSS တွေဒီမှာရေးလို့ရတယ်ကာလာပါလေအာကာလာကိုငါတို့က red လို့ဟောဘောဘော green လို့ပေးကြည့်လိုက်မယ် CR E E N green ဆိုပေးကြည့်လိုက်ဒါဆိုလို့ရှင်ကြည့်ကြည့်လိုက်ဒီမှာငါတို့ H2 H2 မှာじゃဘယ်လိုဖြစ်သွားလဲ my header လို့ပေးထားတယ်အဲ့ကောင်တွေကစိမ့်သွားတယ်ဘာလို့စိမ့်သွားလဲဆိုတော့သူ့ထဲမှာချိတ်ထားတဲ့ my header ကိုငါတို့က CSS မှာပြန်ခေါ်ထားတယ်ဒါပေမဲ့ class ကတ်မလို့အော်တော့ခံထားတယ်ရိုးရိုးတက်နေကြတော့ဒီမှာတော့ခံလာမခံဘူးပေါ့ဒီမှာ h1 ဆိုတော့ h1 ကိုခေါ်လိုက်တယ်ဒီမှာဆိုလို့ရှိရင်ကတော့ h2 ဆိုတော့ h2 လို့ခေါ်ရမှာဟုတ်လားဒါပေမဲ့ဒါပေမဲ့ငါတို့ခေါ်လိုက်တာပါကြီးတော့ my header ကြီးခေါ်လိုက်တယ်အဲ့တော့ my header ဆွဲကောင်ကလပ်မလို့ push တော့ခံလိုက်တယ်တကယ်လို့ငါတို့ h2 နဲ့ခေါ်မယ်ဆိုရင်မရဘူးလားရတယ်အဲ့ဒါဆိုရင်တော့ငါတို့ရှေ့က push.h2 လို့ခေါ်ကြလို့လားမလို့ခေါ်လို့လည်းမရအောင် အဲ့တော့ငါတို့တက်ကိုခေါ်မယ်ဆိုရင်ဖူးစတော့မခံရအောင်သူ့ရဲ့တက်ကိုတိုက်ရိုက်ခေါ်လိုက်ဒါဆိုလို့ရှိရင်ဒီ H2 ကိုငါတို့ခေါ်လိုက်တယ်နော်တကယ်တကယ်ကငါတို့ Mindhunter ကိုခေါ်လိုက်တယ်ဆိုပေမဲ့လို့တကယ်တကယ်က Mindhunter ဆိုတဲ့ကလပ်က H2 ကိုခေါ်တာပဲအထူးတူပဲနော်အဲ့တော့ပြောချင်တာကသူကဆက်လက်တာပေါ့ငါတို့တက်ကိုဆက်လက်လုပ်လို့ဒီကလပ်ကိုပဲဆက်လက်လုပ်လို့ပေါ့နော်အဲ့လိုမျိုးရှိတယ် Okay Mindhunter အဲ့ Mindhunter ကလပ်မို့လို့ငါတို့ကတော်လေးခံပြရမယ် လက်ရှိရဒီ header ဆိုပြီးလုံးလိုက်တာ okay နောက်တစ်ခါကျတော့ငါတို့ကနောက်ထပ် header တစ်ခု sorry header သုံးခု h3 လေးတစ်ခုထည့်လိုက် my hea dir header ဆိုပြီးတော့1 2 3ပေးလိုက်မယ်ကွာနော်လေရှင်းတော့1 2 3ဆိုပြီးပြလိုက်အဲ့တော့ my header 3မှာကျွန်တော်က id နဲ့ပြမယ်သူ့ကိုကြတော့ id နဲ့ပြမယ်ဆို id my အဲ header လို့ပဲပြီးလိုက် SCAD ရ header ပေါ့နော်သူ့ကိုကြတော့ ID နဲ့ select ပေးမယ်အဲ့တော့1ပထမဆုံး H1 ကိုကြတော့ငါတို့က tag selector လို့ခေါ်တယ်ဘာခေါ်တော့ tag selector အဲ့တော့ဒီမှာရေးကြည့်မယ် tag SELE အ sorry ash selector အဲ့အဲ့ဒါလေးကို copy ကူးပြီးတော့ငါတို့ control control ဆက်လက်ပြီးလိုက်အဲ့ဒါဆိုရင်သူကကိုမတ်အုပ်သွားတယ်တက်ဆလက်တာဆိုတော့ဒီမှာ H1 ကိုတက်ရိုက်ခေါ်လိုက်တယ်နော်သူ့ရဲ့ CSS တွေကတက်ရောက်မှုရှိသွားတယ်အနောက်တစ်ခုကဒါကပါလဲ class selector class selector ဆိုတော့ဘယ်လိုခေါ်မလဲဒီ class ကိုငါတို့ကခေါ်လိုက်တယ်အဲ့ကြောင့်မလို့ဒီမှာရှိရဖူးစစ်တော်လေးခန့်လိုက်တယ်အဲ့ကြောင့်မလို့အဲ့ကောင်ကငါတို့က class selector လို့ပြီးလိုက်မယ် class s e l e c t o r class selector ပေါ့ ဟုတ်ပြီနော် class selector ဆိုပြီးတော့ပေးလိုက်ပြီနောက်တစ်ခုကပါတယ် id ပေးထားတယ် id selector ပေါ့နော် id selector ဆို id selector လို့ရေးလိုက်မယ် s e l e c t o r selector ဆိုပြီးတော့ငါတို့က control နဲ့ power select နဲ့နှိပ်လိုက်မယ်နော် okay အဲ့ id selector ကြတော့ဘယ်လိုလုပ်လဲဆိုလို့ရှင် तू ကဒီလိုရှိရတော့လဲမခံရသလိုဒီ tag ကိုလည်းခေါ်လို့မရအောင် तू hash ကိုသုံးရမယ် hash ကိုသုံးရမယ်ဆို hash h e a d e r header เนาะเนาะ hash header ဆိုပြီးခေါ်ရမယ် id လို့ id ကိုခေါ်မယ်ဆိုရင်ရှေ့က hash ကိုထည့်မယ် class ကိုခေါ်မယ်ဆိုရင်ရှေ့က footstep လေးခံရမယ်ဟုတ်လားเนาะအဲ့တော့ဒီမှာငါတို့ id id selector ကိုသုံးမယ်ဆိုတော့ဒီမှာ id အဲ့ဒီမှာ color လေးထည့်မယ် color လေးပါထည့်မယ်လဲအဲ့တော့ brown အညိုရောင်လေးထည့်လိုက်မယ်ကွာ ဟုတ်လားအဲ့ဒီမှာတွေ့လား my hari 3ရာအညူရောင်လေးဖြစ်သွားတယ်နော် okay so အဲနည်းနည်းလေးတိတ်မထူးခြားသူလို့ဖြစ်နေရဲ့ဒီမှာရဲလို့လို့ပြီးလိုက်အဝါရောင်လေးဖြစ်သွားတယ်နော်ရဲလို့ okay အဲ့တော့ဒီမှာငါတို့ဒါလေးကိုထောက်ပြီးတော့လေကိုလူချင်းတဲ့ကာလာကိုဒီမှာယူလို့ရတယ်ဒါဆိုရင်ကာလာကိုသူ RGB နဲ့ပြလိုက်တာပေါ့ Rug green blue ဆိုပြီးတော့เนาะ okay เนาะအဲ့ဒီမှာဆိုရင်ကျွန်တော် css မှာဆိုလို့ရှိရင်ကျွန်တော်အစတော့ inline css ကိုပဲသုံးဖို့ပဲသင်ပြဖို့ပဲတကယ်တကယ်ရောအခုသင်ပြသုံးမျိုးသင်ပြလိုက်တယ်အ css ရင်းနှီးဘယ်နှမျိုးရှိလို့ဆိုသုံးမျိုးရှိတယ် inline css ရယ် internal css ရယ် external css အခုဟာနှစ်ခုပြီးသွားပြီ inline css inline css ဆိုတာကြတော့ကျွန်တော်တို့ဒီမှာ p တက်ပေါ့ နော်ပီတာဆိုဒီကောင်ကြီးပေါ့ဒီကောင်ကြီးကငါတို့အင်းအင်းလိုင်းစီဆက်နဲ့ရေးထားတယ်နော်ဒီမှာဆိုကြည့်လိုက်အဲ့တော့တိုက်ရဲ့အဖွဲ့မှာငါတို့စတိုင်ဆိုတဲ့ attribute သုံးပြီးရောဒီမှာ color red background color ဟလာ blue ဆိုပြီးရောငါတို့ပေးလိုက်ဟလာနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါ background color လေးနဲ့တူပါလာတယ်ဒါက inline ထဲမှာရေးထားတယ် inline ဆိုနော် okay နောက်တစ်ခုကကြတော့ငါတို့က h1 h2 h3 ဆိုပြီးရောတက်သုံးခုရှိတယ် ော့ခေါင်းဆက်၃ခုပေါ့ခေါင်းဆက်၁ကို H1 ကိုကြတော့ငါတို့ကဒီမှာအဲ့အဲ့၃ခုကိုငါတို့ဘယ်လိုဘယ်လိုသုံးထားလဲဆို Internet Service ဆိုတော့ဒီမှာ header ထဲမှာငါတို့ရေးထားတယ် style တက်ထဲမှာ header ထဲမှာ style တက်လေးကိုဖြစ်ပြီးရောအဲ့ထဲမှာငါတို့ခေါ်လိုက်တယ်အဲ့တော့ H1 တက်ကိုကြတော့ငါတို့က text selector လို့ခေါ်တယ်တက်ကိုပဲငါတို့ကဒီမှာတက်ရိုက်ရေးပြီးရောသူ့ကို CSS တွေထည့်ပေးလိုက်တယ်နော်အဲ့တော့ဒီမှာပေးထားတဲ့ background အမင်းလေဒီမှာကြည့်ကြည့်လိုက်စလုံးပြာထွက်လာတယ် ောက်တစ်ခုကငါတို့ကဟုတ်ပြီအဲတက်ဆလက်တာပြီးလို့ရှိရင် class selector ဆိုတော့ဒီမှာ class တစ်ခုပေးလိုက်တယ် my header ဆိုရယ် class တစ်ခုပေးလိုက်တယ်အဲဒီမှာ my header ဆိုရယ် class တစ်ခုကပါလာတယ်အဲ class မလို့ငါတို့ရှေ့ရ full store လေးခံရတယ်ဟုတ်လားအဲ့မှာ color green ဆိုပြီးပေးလိုက်တယ်အနောက်တစ်ခုဟုတ်ပြီအဲ id selector လေးပါတယ်သုံးမျိုးရှိရပေါ့ဟုတ်လားအဲပြောချင်တာကတော့ဒီက၃မျိုး၃လို့ရရပြောချင်တာ အဲ့၃မျိုး၃လို့ပုံမှန်မူတည်ပြီးတော့ inline css မှာဆိုရင်တော့သူတက်ရရေးရုံပဲဒါပေမဲ့ internal css မှာကျတော့ဟာ background ကိုရင်ညွှန်းပါလေဆိုတော့လိုအပ်တယ်လေကွာဟုတ်လားဒီမှာဆိုရင် background ကိုဆက်လက်ပေးပါလေဒါဆို h1 ဆိုတော့ h1 ကိုဆက်လက်ပေးတယ်တကယ်လို့ငါတို့ဒီမှာ h2 ဆိုရင် h2 ကိုဆက်လက်ပေးမှာပဲနော်အဲ့ကိုကတက်နာမည်ရေးပေါ့ဒီမှာဆိုရင်ငါတို့ကတက်နာမည်မသုံးတော့ပင်နဲ့ဒီမှာဆိုရင် color ကလေးရဲ့ id ကိုဆက်လက်ပေးလိုက်တယ်ဒီမှာဆိုရင် id မလို့ငါတို့က hash ကိုသုံးလိုက်တယ် โอเคเนาะဒါဆိုရင်ရသွားပြီဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီဒီတစ်ခါကြတော့ဗောနော်အင်တာနက်ကိုမသုံးဘဲနဲ့ external သုံးချင်တယ်ဆိုဘယ်လိုလုပ်မလဲဆိုတော့ဒီနားလေးမှာငါတို့ကဖိုင်အစ်တစ်ခုဆောက်လိုက်မှာ style.css ဆိုပြီးတော့ style တစ်ခုဟောဗောနော်တစ်ခုဆောက်လိုက်မှာဖိုင်တစ်ခုဆောက်အဲ့ဖိုင်တစ်ခုဒီမှာလာချိန်မှာအဲ့အဲ့ဒီမှာဒီမှာလာချိန်မယ်ဒီမှာလာချိန်မယ်ဆိုတော့ဒီမှာငါတို့က အဲဒီတိုက်တဲအောက်မှာဖြစ်ဖြစ်ပေါ့နော်ရေးလိုက်မယ်အလန်ရန်ကေလင်းကော်လန် CSS ဆိုပြီးရိုက်ချလိုက်မယ်ဒီမှာ style.css ဆို auto ပါနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘာမှလုပ်ဆံမလို့အဲ့ဒီ style ထဲမှာရေးထားတဲ့ CSS ဒီအားလုံးကျွန်တော် copy ကူးလိုက်ပြီးလို့ရှိရင်ဒီ style တက်ကြီးကိုဖြတ်လိုက်ပေါ့ဖြတ်ပြီးတော့ဒီ style style.css ထဲမှာဆောင်းကထည့်လိုက်ဟာဒီကိုကျွန်တော်တို့ save လိုက် save ပြီးတော့ဒီမှာကြည့်ကြည့်လိုက်မယ်ဆိုရင် error တက်လာမတက်ဘူးရတယ် ဟုတ်လားအဲ့ဆောင်းနှကကျွန်တော်တို့ရေးလိုက်တဲ့ကောင်ကြီးကဘလို့ဖြစ်သွားလဲရသွားအလုတ်ဖြစ်သွားတယ်ဘလို့ဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကကျွန်တော်ရေးလိုက်တဲ့ CSS ကို style CSS ဆိုပြီးတော့ဖိုင်ခွဲပြီးတော့ကျွန်တော်ရေးလိုက်တာဟုတ်လားအဲ့လိုပုံစံမျိုးအဲ့တော့ဒီနေရာမှာကျွန်တော် green ဆိုလို့ပေးထားတဲ့ဟာကိုငါတို့ကဘလို့ပေးလိုက်လဲရသေးလို့ဘလို့ပေးရင်ရသေးတော့ဒီထဲမှာရှိတဲ့ color chocolate ပေါ့နော်ဒီမှာ chocolate ရောင်ပါသွားတယ်ဟုတ်လားဒီမှာ background အပြာရှိအမဲရှိတယ် အဲ့အမဲကငါတို့ဘယ်လိုပြင်ရသေးလဲ great ပေါ့နော်မိခိုးရောင်ဒီမှာဒါလေးတွေပြင်ရောမရောလားရတာပဲနော်ဒီမှာဆိုသူက CSS အတွက်ဖိုင်တစ်ဖိုင်သွားလိုက်တယ်ပြီးလို့ရှိရင် UI အတွက်က inter.html ဆိုဖိုင်တစ်ဖိုင်သွားလိုက်တယ်ဒါဆိုပို့မကောင်းသွားဘူးလားကောင်းသွားနော် okay ပါဆိုတော့နည်းနည်းလေးရှုပ်ရှင်တယ်လို့တော့ဖြစ်လိုက်ပါလိမ့်မယ်တကယ်တကယ်ကတိကျလိုက်ရည်ချင်တော့မရှုပ်ပါဘူးနော်အဲ့ပြောချင်တာ CSS ကိုသုံးတဲ့နေ့ဘယ်နှစ်ရှိလဲ ုံး၄ရှိတယ်။ inline ဆိုတာကြတော့ဒီထက်မှာကျွန်တော်ရေးလိုက်တာ inline ပေါ့။နော်။အဲ့တော့ internet ဆိုတာကြတော့စောင်းနှက5တို့ရေးခဲ့တယ်။ဒီနားမှာ style ဆိုရက်တက်သုံးပြီးတော့အဲ့ထက်မှာငါတို့ css တွေဖြည့်ခဲ့တယ်။နော်။အဲ့ inline မှာဆိုရင်လည်းငါတို့ဘာဘာလို့လဲ။ဒီမှာဆိုရင်တက်ကိုဆက်လက်လုပ်မှာလား။ class ကိုဆက်လက်လုပ်မှာလား။ id ကိုဆက်လက်လုပ်မှာလားဆိုရင်ငါတို့၃မျိုးရွေးချယ်လို့ရတယ်။နော်။အဲ့တော့ငါတို့လုတ်ချင်တဲ့ကောင်ပေါ်မူတည်ပြီးတော့ငါတို့ဆက်လက်လုပ်လိုက်တယ်ပေါ့။ ဥမာကွာဒီမှာ H1 မှာနှစ်ခုရှိတယ်ပေါ့ဒါဆိုရင်တက်ကိုဆက်လုပ်လိုက်မယ်ဆိုလို့ရှင်ဘယ်လိုဖြစ်သွားမလဲ my hatty 1ဆိုပြီးနှစ်ခုရှိသွားတယ်အဲ့နှစ်ခုစလုံးဝင်သွားမှာနော်ဟုတ်ပြီအဲ့နောက်တစ်ခုငါတို့ရေးကြည့်လိုက်မယ်ဒီ H2 တက်ကိုငါတို့ရေးကြည့်လိုက် H2 ညီမ my i sorry my H E A D I N H A D Y 2ပေါ့အဲ့ဒါဆိုကြည့်ကြည့်လိုက် My Harry 1မှာတော့နှစ်ခုနှစ်ခုလုံးဟာဒါ CSS ဝင်သွားတယ်ဒါပေမဲ့ My Harry 2မှာတော့ဒီမှာ Harry 2ဆိုတဲ့ကောင်ချောကလက်ရောင်မဖြစ်သွားဘူးဘာလို့မဖြစ်သွားတော့ဒီငါတို့ကတတ်တော်တူတယ်ဒါပေမဲ့လို့ဒီ My Harry ဆိုတဲ့ကလပ်ပါတဲ့ကောင်ကိုပဲငါတို့ကချောကလက်ရောင်ပေးထားတာဒီမှာဖတ်ကြည့်လိုက်နော်ဒီမှာ .myharry ဆိုတော့ ဲ့တော့ဒီမှာ class မှာ my header ပေးထားတဲ့အကောင်ကိုပဲငါတို့က chocolate ရောင်ပေးထားတယ်ဒီမှာကြည့်လိုက်ဟုတ်လားအဲ့လိုမျိုးရှိတယ်အဲ့တော့ဒီမှာဆိုရင် h1 ကိုပေးထားလို့ h1 တက်ရှိတဲ့အကောင်တွေအကုန်လုံးကို तू က css ဝင်သွားတယ် class မှာကျတော့အဲ့လိုမဟုတ်တော့အဲ့ class ပါတဲ့အကောင်ကိုပဲ css ပေးသွားတယ်တက်တူတာရေမတူတာရေ तू ကဂယူမဆိုင်ဘူးဒါပေမဲ့တက်တစ်ခုကိုပေးထားရင်တော့တက်တူတာရေ तू ကဂယူဆိုင်တယ်ဒီမှာ class ကိုပေးထားရင် class ကိုပဲဂယူဆိုင်မယ်ကွာအဲ့လိုပြောချင်တာသိလား တက်ပေးထားရင်ဒီမှာတက်ကိုပဲယူဆိုင်တယ်ဒီမှာ h1 ဆိုတော့ h1 ပါလေကောင်းတယ်အကုန် css ဝင်တယ်နော်ဒီမှာဆိုရင် class မ h2 မှာဆိုရင်ဒီမှာ my header ဆို class မပါလို့ဒီမှာဒီဒီကောင်က6 class ရောက်မဖြစ်ဘူးဖြစ်ရှင်လို့လို့လေးအဲ့တော့ဒီမှာ my header2 ဆိုပြီးတော့ကောက်ဖြည့်လိုက်အောင်ပဲ class my header ဆိုပြီးတော့ကောက်ဖြည့်လိုက်အောင်ဟုတ်လားဒါဆိုရင်ဒီ my header ပါတဲ့ css တီးဟိုပါဘောနော် header တွေကသူက CSS ပေးလိုက်တယ်ပေါ့ဟုတ်လား Okay နောက်တစ်ခုရှိရကြတော့ ID ID ကတော့အတူတူပဲနော် ID လည်းဒီ class လိုပဲဒါပေမဲ့ तू ကမတူဘူးပေါ့ ID ရဲ့ class ရယ်ဆိုပြီးနှစ်မျိုးရှိရယ်ဘာလို့နှစ်မျိုးကွဲလာလဲဆိုတော့ဒီ class ဆိုတဲ့ selector ကိုငါတို့က CSS အတွက်သုံးတယ်နော် class ဆိုတဲ့ selector ကို CSS အတွက်ပဲသုံးများတယ်ဒီ ID ဆိုတဲ့ account ကိုကြတော့ငါတို့ CSS အတွက်တိတ်မသုံးဖြစ်ဘူး ဒီငါတို့ဘယ်လို complex ဆိုတော့ JavaScript နဲ့တွဲมาပဲငါတို့သုံးတာပေါ့နော် CSS အတွက်ကကြတော့ class ကိုပဲအသုံးများတယ်နော် ID ကဘယ်မှာပဲသုံးတာလုံး JavaScript အတွက်ပဲသုံးကြတာပေါ့ဒါပေမဲ့ငါတို့ကအဲ့ဒီ ID ကိုယူပြီးတော့လဲ CSS မှာငါတို့ slider အနေနဲ့သုံးလို့ရတယ်အဲ့တော့ ID ကို call မယ်ဆိုလို့ရှိရင်ရှေ့ရ hash ကိုသုံးရတယ် class ကို call မယ်ဆိုလို့ရှိရင် dot ပေါ့ dot သုံးပြီးရဒီမှာဆိုရင် dot my header ဒီမှာဆိုရင် hash header ဆိုပြီးတော့ခေါ်လိုက်တယ် ဟုတ်တယ်နော်အဲ့အလုံးပဲရလိမ့်မယ်လို့ပြောလိမ့်တယ်နော်ဒီမှာဆိုလို့ရှိရင် inline inter နဲ့ extra နဲ့ရသွားလိမ့်မယ်နော် inline ဆိုတာတက်အဖွင့်ထဲမှာ style တက်လို့ထည့်ပြီးရတာ internet ဆိုတာကြတော့ငါတို့ hard တက်ထဲမှာ style တက်ထည့်ပြီးရောအဲ့ style တက်ထဲမှာ css တွေအကုန်ရေးလိုက်တာဟုတ်လားတော့ external ဆိုပါလေဖိုင်တဖိုင်ငါတို့ကတွဲပြီးရောဖွင့်ဖွဲ့ဖွဲ့စည်းပြီးရောအဲ့ဒါကို link ချိတ်လိုက်တာ နော်ဒီမှာဆိုလို့ရှိရင် style.css ဆိုပြီး link ချိန်လိုက်တာဒါဆိုရင် star နဲ့ပေါ့ပြင်ပရှိနေတဲ့ဒီ file လေးနဲ့ကတော့ချိန်ဆက်လိုက်တာမဟုတ်လားနော်အဲ့လိုမျိုးပေါ့အဲ့တော့ internet ဟောပေါ့နော် inline css internet css external css ဆိုပြီးသုံးမျိုးပေါ့နော် okay ပါဆိုဒါလေးပါဒါလေးတွေပါပဲဒါလေးသုံးမျိုးတော့ទីသွားမယ်ဆိုရင်ငါတို့ html မှာလေးလာချင်တတ်သွားပြီပေါ့เนาะဒါ css တွေကိုနောက်ပိုင်းလေးလာတဲ့အခါအဆင်ပြေသွားပါပြီဆိုအလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြပါမယ်ပိုင်ပါ